မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ပြောပြခြင်းတဲ့အကြောင်းလေးကတော့စိတ်ခွန်အားအတွက် စာစုများဆိုတဲ့အစီအစဉ်ကဖြစ်ပါတယ်စိတ်ပညာရှုထောင့်ရမအောင်မြင်ရတဲ့အကြောင်းရင်လူတိုင်းအောင်မြင်ခြင်းရမယ်ထင်ပါတယ်နော်ဘာကြောင့်မအောင်မြင်ကြလဲလို့ထင်ပါလဲ မောင်မြင်ကြဘူးလို့ကိုကိုကိုထင်နေသူတွေရော အောင်မြင်တယ်လို့ယုံကြည်နေသူတွေရော မအောင်မြင်ရတဲ့အကြောင်းရင်းဟာဘာများပါလဲလို့စဉ်းစားကြည့်မိပါလားအခုခဏလောက်ရပ်ပြီးမအောင်မြင်ရတဲ့အကြောင်းရင်းလေးတွေကိုစဉ်းစားကြည့်အောင်ဘာကြောင့်မအောင်မြင်ရတာလဲဒီလိုမေးရင်အကြောင်းမျိုးမျိုးဖြေကြပါတယ် မိသားစုနောက်ခံကမကောင်းလို့ငွေကြေးအင်းဤမရှိလို့ကောင်းမွန်တဲ့ထောက်ပံ့မှုတွေမရှိလို့အခြေအနေတွေကအခွင့်အရေးမပေးလို့ပတ်ဝန်းကျင်ကအင်အားကြီးတဲ့သူတွေက ကိုယ့်ကိုအောင်မြင်ခွင့်မပေးလို့ဒီလိုအမျိုးမျိုးပြောကြပါတယ်ဒီအချက်တွေအားလုံးအနည်းနဲ့အများမှန်ပေမဲ့အဓိကအချက်တော့မဟုတ်ပါဘူး ဓိကချက်ကဘာလဲဆိုတော့တကယ်အောင်မြင်ခြင်းစိတ်မရှိလို့ပါဒီချက်ဟာ လူတယောက်ချင်းစီသာ မကပဲအဖွဲ့အစည်းတစ်ခုအတိုင်းဝိုင်းတစ်ခု နောက်ဆုံးမြို့ရွာ နိုင်ငံကြီးတစ်ခုလုံးအထိမှန်ကန်ပါတယ်လူတယောက်ချင်းစီမအောင်မြင်ဘူးဆိုရင် အောင်မြင်ခြင်းစိတ်မရှိလို့ပါ ရက်ကွက်တစ်ခုမအောင်မြင်ဘူးနိုင်ငံတစ်ခုမအောင်မြင်ဘူးဆိုလေအဲ့ဒီနိုင်ငံရက်ကွက်ထဲကဒေသကသူတွေက အောင်မြင်ခြင်းစိတ်မရှိလို့ပါပဲလူတိုင်းအောင်မြင်နေတယ်မဟုတ်ဘူးလားအဲ့ဒါဆိုရင် အောင်မြင်ခြင်းစိတ်မရှိဘူးဆိုတာဘာကိုပြောတာပါလဲမှန်ပါတယ်လူတွေကအောင်မြင်ခြင်းစိတ်ရှိကြပါတယ်အောင်မြင်ခြင်းစိတ်တကယ်မရှိဘူးဆိုတော့အတိတ်ပဲက ငါအောင်မြင်မယ်ငါတို့အောင်မြင်မယ်လို့အပြည့်အဝထက်ကြော်လွန်ပြီးယုံကြည်ချက်မရှိဘူးလို့ဆိုလိုတာဖြစ်ပါတယ်တချို့တွေဆိုကြတာကြားဘူးပါမယ်ဆရာကြီးပင်မိုးနေလို့သုံးခဲ့တဲ့အသုံးတော်ပေါ့အောင်စိတ်အောင်စိတ်မရှိတာပါအောင်စိတ်ဆိုတာဟာမိမိကိုယ်ကိုအောင်မြင်မယ်လို့အပြည့်အဝ ပြည့်ဝထက်ကို ကြော်လွန်ပြီးအောင်မြင်မယ်လို့ယုံကြည်တာဖြစ်ပါတယ်ဒီယုံကြည်ချက်သာ ရှိမယ်ဆိုရင်အထက်ကပြောခဲ့တဲ့အခက်အခဲတွေဒါတွေဟာရှိကောင်း ရှိပါလိမ့်မယ်အဲ့ဒါတွေကိုကြော်လွန်နိုင်စွမ်းရှိပါတယ်လွယ်လွယ်လေးကြော်လွန်မယ်လို့တော့ဆိုလိုတာမဟုတ်ပါဘူးအောင်မြင်ခြင်း စိတ်တကယ်ရှိပြီးကိုကိုကိုအောင်မြင်တဲ့သူလို့ယုံကြည်တဲ့ သူတွေဟာမဖြစ်ဖြစ်တဲ့အနည်းနဲ့ရအောင်ကြော်လွန်သွားကြပါလေဆိုတာကိုပြောချင်တာပါကျွန်တော်အခု ပြောချင်တာကတကယ်အောင်မြင်တဲ့သူဖြစ်တယ်ဆိုတဲ့ယုံကြည်ရရအောင်စိတ်ပညာရ သိပ္ပံနည်းကြအရာဘလို့လှုပ်ဆောင်ရမလဲဆိုတာဖြစ်ပါတယ်အဲ့ဒီယုံကြည်ချက် ရှိသွားပြီးတဲ့နောက်မှာတော့ကို သွားရလမ်းကြောင်းပေါ်မှာအောင်မြောင်ဘလို့ဆောင်ရွက်ရမလဲဘလို့ကြိုးစားရမလဲဆိုတာကတော့တက်ဆိုင်ရလမ်းကြောင်းပေါ်မှာကြိုးစားနေကြတဲ့လူတူဦးချင်းလူအဖွဲ့အစည်းတစ်ခုချင်းပေါ်မှာပဲမူတည်ပါတယ်ငါဟာအောင်မြင်တဲ့သူဖြစ်တယ်ဆိုတဲ့ယုံကြည်ချက်ရအောင်ဒီအချက်တွေကိုလှုပ်ဆောင်ရင်ရတယ်လို့စိတ်ပညာရှင်တွေကဆိုပါတယ်ပထမအဦးဆုံးတစ်ချက်က မိမိကိုယ်ကိုအောင်မြင်သူအဖြစ်လက်ခံဖို့ဒုတိယတစ်ချက်ကအောင်မြင်တဲ့သူတွေနဲ့ပေါင်းတင်ဖို့တတိယတစ်ချက်ကအောင်မြင်တဲ့အကြောင်းတွေကိုလေ့လာဖို့သတုဋ္ဌအချက်ကစ조사နေတဲ့သူတွေအချင်းချင်းကူညီဖို့နံပါတ်5ကတော့တကယ်အကြောင်းအရင်းမှန်ကိုနားလည်ဖို့ဖြစ်ပါတယ် ီ၅ချက်မှာတစ်ခုချင်းစီကို လေ့လာကြည့်အောင်ပထမဆုံးအောင်မြင်သူ အဖြစ် လက်ခံမှုအောင်မြင်တဲ့သူဟာကိုယ့်ကိုယ်ကိုအောင်မြင်သူအဖြစ်လက်ခံရပါမယ်ဒီအချက်ဟာအခက်ခဲဆုံးအချက်ဖြစ်ပါတယ်ကျွန်တော်တို့ကြိုးစားကြတဲ့အခါမှာကြာရှုံးမှုတွေကြုံရတယ်လို့ခံစားရပါတယ်အဲ့ဒီကကိုယ့်ကိုယ်ကို အောင်မြင်တဲ့သူအဖြစ်မမြင်တော့တာကိုဖြစ်နိုင်ပါတယ်။ရှုံးနေသူအဖြစ်ပဲမြင်ကြပါတော့လေ။ဒါဟာအောင်မြင်မှုစူးစမ်းသူတိုင်းလွဲနေတဲ့နားလည်မှု ဖြစ်ပါတယ်။လမ်းကြောင်းတစ်ခုကိုစူးစမ်းရမှာအောင်မြင်မှုနဲ့ကြာရှုံးမှုဆိုတာတကယ်ရှိပါတယ်။သို့တော့လူအများရဲ့ကြာရှုံးမှုကိုသတ်မှတ်ခြင်းဟာမှားယွင်းနေတာပါ။ကြာရှုံးမှုဆိုတာ ရေတို့ဖြစ်စေရေရှည်ဖြစ်စေဤမှန်းချက်တစ်ခုကိုမပြည့်မြောက်တာကိုဆိုလိုတာမဟုတ်ပါဘူးအဲ့ဒါအမှန်တရားမဟုတ်ပါဘူးဥပမာကုံတစ်ခါကူးတယ်အမျက်မရဘူးဒါကြာရှုံးတာမဟုတ်ပါဘူးကြာရှုံးမှုဆိုတာဟာလက်လျှော့လိုက်မှဖြစ်တာပါလက်မလျှော့ပဲစ조사နေသည်ကြာရှုံးမှုဆိုတာကိုယ့်စီကိုရောက်ကိုမလာသေးပါဘူးကိုဟာကြာရှုံးနေတယ်သူလည်းမဟုတ်ပါဘူး အဲ့ဒါဟာနားလည်မှုအကြီးကြီးလွဲနေတာဖြစ်ပါတယ်။စူးစမ်းတဲ့လမ်းပေါ်မှာရှိနေသည်များစူးစမ်းမှုတိုင်းမှာရလက်ကနှစ်ခုပဲရှိပါတယ်။အောင်မြင်မှုနဲ့အတွေ့အကြုံပဲဖြစ်ပါတယ်။ဂုံကူးတယ်အမျက်ထွက်တယ်အောင်မြင်မှုနဲ့အတွေ့အကြုံရတယ်။ဂုံကူးတယ်ငွေကြီးအမျက်နဲတယ်နည်းနည်းပဲအောင်မြင်ပြီးအတွေ့အကြုံရတယ်။ငွေကြီးအမျက်မရဘူးအရင်ပဲရတယ်။အတွေ့အကြုံများများရလေရှိတယ်။ ငွေကြေးလေလွင့်သွားတယ်တွေ့ကြုံနေအမြတ်များကြီးရတယ်ဒါပါပဲကြရှုံးမှုဆိုတာအဲ့ဒီလိုအခြေအနေတွေမှာဖြစ်လာတာမဟုတ်ပါဘူးငါတို့ငွေတွေလေလွင့်သွားပြီဆိုပြီးကြရှုံးမှုလက်ခံလိုက်ပြီးလက်လျှော့နှုတ်ထွက်လိုက်တဲ့အခါမှာပဲဖြစ်တာပါဒါကြောင့်စူးစမ်းနေသည်များအသူတွေဟာအောင်မြင်သူတွေဖြစ်ပါတယ်။ဒါကြောင့်ကိုကိုကို အောင်မြင်သူဖို့ခံယူဖို့အတွက်အလွယ်ဆုံးကတော့မိမိနေ့စဉ်စ조사မှုတိုင်းမှာအောင်မြင်မှုကိုသတိပေးနေဖို့ဖြစ်ပါတယ်။မဆက်ကလည်းပြောလို့ရသလိုခြားရေးလို့လည်းရပါတယ်။ငါဒီနေ့ဒီအလုပ်ကိုပြီးအောင်လုပ်လိုက်တယ်။အောင်မြင်လုပ်လိုက်တယ်။ Now ဒီထက်ပိုပြီးအမျက်များအောင်အောင်မြင်အောင်လုပ်မယ်။ငါဒီနေ့ဒီဇေကွက်ကိုတည်တည်ချာချာနားလည်လိုက်တယ်။တော်တော်အောင်မြင်တာပဲ။နောက်တစ်ခါ ငွေကြေးပါအမြတ်ထွက်ရမယ်။နောက်တစ်ခါတော့ကျင်းသေးပါအောင်မြင်ပြီ။ငါတို့ဒီတစ်ခါတကယ်ရအောင်ကြိုးစားတယ်။နောက်တစ်ခါတော့ကျင်းသေးအပေါက်ကိုသိမ့်ပိုက်နိုင်ပြီ။စိတ်ပညာအရာဒီလိုမျိုးတွေကိုကိုကိုသတိပြီးပြောကြားနေတဲ့သူတွေရေးသားနေတဲ့သူတွေဟာ အောင်မြင်သူအဖြစ်ယုံကြည်မှုတိုးတက်လာတယ်လို့ဆိုပါတယ်။ အောင်မြင်သူတွေနဲ့ပေါင်းတင်ဖို့ဆိုလိုတာကတထေးတွေနဲ့ကြီးရွေးပေါင်းရမယ်လို့ဆိုတာမဟုတ်ပါဘူးကြိုးစားနေတဲ့စိတ်တူကိုယ်တူရှိတဲ့သူတွေစိတ်ရင်းအတိုင်းရှိတဲ့သူတွေကိုပေါင်းဖို့ပြောတာပါ လူအများစုကအောင်မြင်တဲ့သူတွေနဲ့ပေါင်းဆိုရင်တထေးတွေကိုလိုက်ဖားနေတာမျိုးနဲ့ထင်မှတ်မှားကြပါတယ် အပေါ်ရန်အမြင်ရအောင်မြင်နေသူတိုင်းဟာအစ်စ်အမှန်စူးစမ်းအောင်မြင်သူတွေဖြစ်ခြင်းမှဖြစ်တာပါအင်အားကြီးတဲ့သူတွေကြီးကိုရွေးဖားနေဖို့ပြောတာမဟုတ်ပါဘူးအင်အားကြီးတိုင်းလည်းကိုယ့်ကိုတိုးတက်စေချင်တာမှမဟုတ်တာ ကိုယ့်ရဲ့စူးစမ်းမှုကိုနားလည်နိုင်တဲ့သူ စိတ်ဓာတ်အားဖြင့်နှိမ့်ချမမြင်တဲ့သူ ကိုတိုးတက်လာကိုမနာလိုမဖြစ်တဲ့သူတွေကို ဆိုလိုတာဖြစ်ပါတယ်တချို့တွေဟာအင်မတန်မှမကောင်းမြင်တတ်ပါတယ် ဟိုလူတွေကဟိုလိုလုပ်နေတာပဲငါတို့လုပ်လို့ရောဘာထူးမှလဲဟိုလူတွေကတော့မဟုတ်တာလုပ်ပြီးကြီးွားနေတာငါတို့ကစိတ်ကောင်းမွေးနေလို့ဘာထူးမှလဲအဲ့ဒီလူတွေကြီးမကောင်းတာတွေကြီးဒရဇက်လွတ်နေတဲ့သူတွေနဲ့ဝေးဝေးနေဖို့ကြိုးစားပါတချို့လူတွေရှိပါသေးတယ်စကားပြောလေးကကောင်းဟာသလေးကနှောပြီးအောင်မြင်မှုဆိုတာဥမောင်မြင့်များလားဆိုတာမျိုးတွေဟာကြီးစရာကောင်းမယ်ကြားရပံများလာရင်ကိုယ့်ရဲ့ယုံကြည်မှုစိတ်ဓာတ်ကိုကြာစင်းစေပါတယ် အဲ့ဒီလိုတချို့လူတွေဟာလောကကြီးကိုသူတို့ပဲအကုန်သိနေကြအောင်အောင်နဲ့အပြက်တွေကြီးထိုင်ပြောနေပြီးအနေဆရာတရားပဲသဘောပေါက်နေသလိုလိုတရားပဲပေါက်နေသလိုလိုရှိပါသေးတယ်။အနေဆရာတရားကိုတကယ်နားလဲတယ်။အနတ္တတရားကိုတကယ်နားလဲတယ်ဆိုပြီးတောထွက်ပြီးယဟန်မဝစ်ဘူးဆိုရင်သူတို့ဟာမကောင်းတဲ့အပြက်တွေကိုပဲစိတ်ထဲမှာတွေးနေတဲ့သူတွေဖြစ်ပါတယ်။ဘာသာရေးအနေနဲ့ပြောမယ်ဆိုရင် ဗုဒ္ဓတောင်အောင်မြင်စွာနေထိုင်မှုကြိုးစားဖို့အမြဲဆုံးမသူဖြစ်ပါလေဗုဒ္ဓရဲ့အဆုံးအမတွေထဲမှာတော့သူ့ရဲ့တပည့်တာဝကတွေတက္ကရာကမတွေကို လောကီကို အလုံးစုံစွန့်ပယ်ဖို့သင်ကြားခဲ့တာ မဟုတ်ပါဘူးလူတွေရဲ့အသိဉာဏ်အရင်အကျက်အပေါ်မူတည်ပြီးဘလို့အောင်မြင်အောင်နေထိုင်ရမလဲဆိုတာသင်ကြားခဲ့သူဖြစ်ပါလေမကောင်းပြောနေတဲ့သူတွေနဲ့မပေါင်းရဘူးဆိုတာက ကိုကိုအလကားနေထိုင်မြောက်နေတဲ့သူတွေကိုပေါင်းလို့ပြောတာမဟုတ်ပါဘူးလမ်းချင်းတူလို့လူချင်းတွေ့ကြသူအချင်းချင်းအပြုသဘောချီမြောက်တဲ့သူအပြုသဘောဝေဖန်တတ်တဲ့သူတွေကိုပြောတာပါဒါကတတိထကြကြည့်ရင်သိဖို့မခက်ခဲပါဘူးဒါကြောင့်အောင်မြင်ခြင်းအောင်မြင်မှုစ조사သူတွေအောင်မြင်ခြင်းစိတ်ရှိသူတွေနဲ့တတ်နိုင်တယ်လို့ပေါင်းပါအများကြီးရှာပေါင်းနေစရာမလိုပါဘူး ကိုယ့်ကိုတကယ်နားလေတဲ့သူတကယ်အောင်မြင်ခြင်းစီတဲ့သူဒီလိုလူမျိုးပဲဖြစ်ဖို့လိုတာပါအောင်မြင်တဲ့အကြောင်းတွေကို လေ့လာပါအောင်မြင်သွားတဲ့သူတွေရဲ့အကြောင်းဖြစ်ရတွေကို လေ့လာဖို့တော့လိုကိုလိုပါတယ်ခေါင်းမှာအောင်မြင်သူတွေရဲ့အကြောင်းကိုအထုပ်ပတ်တိတွေကိုရိမှတ်တမ်းနေအများကြီးရှိပါတယ်စီပွားရေးအောင်မြင်ခြင်းစီပွားရေးအောင်မြင်သူတွေရဲ့အကြောင်းကိုဖတ်ပါမှတ်ပါရုပ်ရှင်အဖြစ်ကြည့်လို့ရပါတယ်စီးရီးတွေအနေနဲ့လည်းကြည့်လို့ရပါတယ် ဘယ်ကိစ္စကိုမဆိုအောင်မြင်ရင် အောင်မြင်သွားတဲ့သူတွေရဲ့တမိုင်းအောင်မြင်အောင်စူးစမ်းသွားတဲ့ခေါင်းဆောင်တွေရဲ့တမိုင်းကိုလေ့လာလို့ရပါတယ်။သူတို့အကြောင်းကိုဖတ်တဲ့ကြည့်တဲ့အခါသူတို့အတိုင်းသဝေမတိန်လိုက်လို့ဆရာမလို့သလိုသူတို့ဖြစ်တယ်လို့လဲကိုယ့်စီမှာချွတ်ဆွကြီးဖြစ်ခြင်းမှဖြစ်ပါပါ။သို့သောနမူနာယူစရာ သင်ခန်းစာယူစရာတွေတွေ့တဲ့အခါတချို့အတွေ့အကြုံတွေဟာ အများကြီးရင်းနှီးစရာမလိုပဲရလိုက်နိုင်တာဖြစ်ပါလေ။နောက်ပြီးလိုအပ်တဲ့အခြေခံပညာတွေကိုလေ့လာစီးပူးပါဇင်းငိုင်းပညာစီမံခန့်ခွဲမှုပညာဤပညာအခြေခံစတာတွေက မရှိမဖြစ်သုံးကိုသုံးရမယ့်ပညာရပ်တွေကို လေ့လာဖို့လိုဖို့လိုပါလေ။အချင်းချင်းကူညီပါကြိုးစားနေတဲ့သူအချင်းချင်းတိကျွမ်းကြတဲ့အခါတတ်နိုင်သလောက် ကူညီပါရိုင်းမင်းပါဘသူ့ကိုဖြစ်ဖြစ်ကူညီပါစ조사ကြတဲ့လမ်းကြောင်းပေါ်မှာကိုကိုတုံးမချသူမှန်လည်းများကူညီလို့ရပါတယ်ကိုကကူညီပြီးသူ့အလဲကြတော့မကူညီလဲရပါတယ်ကူညီလိုက်ရင်ကိုကို့ဘက်ကအစဉ်ပြေတာတွေဖြစ်လာတယ်ဆိုတာတွေ့ရပါလိမ့်မယ်သူတစ်ပါးကိုအစဉ်ပြေအောင်ကူညီလိုက်တဲ့အခါကို့စိတ်ထဲမှာအစဉ်တစဉ်မြင့်တက်သွားတယ်လို့စိတ်ပညာရှင်တွေကဆိုပါတယ် ပတ်ဝန်းကျင်မှာအမဲကူညီနေတဲ့လူတွေမှာဆွဲဆောင်မှုတစ်ခုရှိတာပါတယ်။အဲ့ဒီဆွဲဆောင်မှုဟာကိုယ့်ကိုအောင်မြင်တဲ့အဝိုင်းဝန်းကို ဖန်တီးပေးပါတယ်။အဲ့ဒီအဝိုင်းဝန်းအတိုင်းဝိုင်းဟာ ကိုယ့်ရဲ့အောင်မြင်မှုမှာကြီးမားတဲ့အထောက်အကူကြီးဖြစ်ပါတယ်။ကြောင်းရင်းမှန်ကို နားလည်ဘူး။ဒီနေရာမှာကိုးကားရတဲ့အချက်တစ်ခုရှိပါတယ်။ဒါကတော့စိတ်ပညာရှင် ဆိုညာလူဗင်မီယာစကီရဲ့ပျော်ရွှင်အောင်မြင်စွာနေထိုင်ရခြင်း အကြောင်းရင်း ဆိုတဲ့ဇာတ်လမ်းဖြစ်ပါတယ်။သူကဘယ်လိုလဲဆိုတော့လူတယောက်အတိုင်းဝိုင်းတစ်ခုဟာ အောင်မြင်ခြင်း နောက်ခံအခြေအနေတွေလိုအပ်ချက်ဟာ90ရာခိုင်နှုန်းမဲ့တက်ဆိုင်ပါတယ်တဲ့။100ရာခိုင်နှုန်းဟာ ရုပ်ဝတ္ထုပံ့ပိုးမှုတွေနဲ့တက်ဆိုင်ပါတယ်။60ရာခိုင်နှုန်းဟာ ကိုဘာတွေလုပ်နေသလဲနဲ့ဆိုင်ပါတယ်တဲ့အဲ့ဒီ40ရာခိုင်နှုန်းကိုဘာလုပ်ရသလဲဆိုတာကတော့ကိုယ့်ရဲ့စိတ်ခံယူချက် mindset အမှုအကျင့် habits ရွေးချယ်မှု choices တို့နဲ့ပဲသက်ဆိုင်ပါတယ်ဒီသူတေသနာဟာဘယ်သဘောတရားနဲ့လဲကိုက်နေနေသလဲဆိုတော့မဟာကန္နာတော်ဆရာတော်ဘုရားရှင်စနကဘိဝန္ဒပြောတဲ့အဘိဓမ္မာကိုတည်တည်ချာချာလေ့လာရင်အတိတ်ကံရဲ့လွှမ်းမိုးမှုထက် လက်ရှိပြစ်ဆုပ်ပံမှာစ조사နေတဲ့အလုတ်ကပိုအရေးကြီးပါတယ်ဆိုတဲ့အချက်နဲ့ကြိုက်နေပါတယ်ကျွန်တော်တို့조사ကြတဲ့အခါပတ်ဝန်းကျင်အချိန်နေနောက်ခံအနေထားဓာရီဟာ90ရာခိုင်နှုန်းလောက်အထိအရေးပါပါတယ်အဲ့ဒီ90ရာခိုင်နှုန်းရဲ့အပြင်ဘက်က40ရာခိုင်နှုန်းဟာကိုယ်조사မှုနဲ့ပဲတည့်ရိုက်သက်ဆိုင်ပါတယ်တကယ်လို့သာကိုယ့်ရဲ့조사မှုမှန်ကန်မယ်ဆိုရင် နောက်ခံအချိန်နေရုပ်တို့ပတ်မှုမှုတွေကိုကျင်းသည်ကိုယ့်ဘက်ကိုပါလာအောင်အသုံးချနိုင်မှာဖြစ်ပါတယ်။အောင်မြင်နေတယ်ဆိုရင်ဒီအချက်ကလေးတွေကိုလုပ်ဖို့စိတ်ပညာရှင်တွေကကြံပြပါတယ်။တဲ့နေ့စဉ်ကိုယ့်ရဲ့အောင်မြင်မှုကိုသေးသေးလေးဖြစ်ဖြစ်အသိမှတ်ပြပါ။ကိုယ်နဲ့လမ်းချင်းတူပြီးစိတ်ထားမှန်တဲ့သူတွေကိုရှာပေါင်းပါ။အောင်မြင်မှုအကြောင်းတွေကိုအမြင်လေ့လာပါကြည့်ရှုပါ။ ချင်းချင်းတတ်နိုင်သလောက်ကူညီပါအောင်မြင်မှု40ရာခိုင်နှုန်းဟာကို့အပေါ်မှာမူတည်တယ်ဆိုတာကိုသေသေချာချာနားလည်ပြီးကြံတဲ့အခြေအနေတွေကိုလွှမ်းမိုးနိုင်တယ်ဆိုတာကိုနားလည်ထားပါနားဆင်ပေးခဲ့တဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးတင်ပါတယ်။ ငြိမ်ချမ်းသော စိတ်ဓာတ်များဖြင့်အောင်မြင်သောပန်းနိုင်စီကို ရောက်သွားနိုင်ကြပါစီခင်ဗျာ။